မောင်ခိုလူလုံနေရတယ်ဇော်ဘုံကြီးလူကြီးကြောက်လို့ကျွန်တော်တို့ကဟိုမှာကိုမောင်မောင်တို့ပါလို့ဟိုဘက်မှာပြောနေကြပါကိုမောင်မောင်တို့ဆိုတာကိုမောင်မောင်ဆိုတာကျွန်တော်တို့ကလေနဘူးပြမောင်နဲ့ဖင်လန်လာဟော်လန်လာအဲ့မှာနေတဲ့ကိုမောင်မောင်ကကျွန်တော်ဖမ်းသွားပြီတဲ့ဆိုတော့အဲ့လိုလေပြောလို့လေကျွန်တော်လာကြော်လည်းမသိဘူးနော်ကြော်လည်းမသိတော့အဲကိုကျော်စိုးကိုဖုန်းဆက်တယ်တဲ့ကိုကျော်စိုးကိုဖုန်းဆက်တော့ကိုကျော်စိုးက ဟုတ်ပါဘူးလေကိုတော်ဘုံညာကျွန်တော်လည်းအတူရှိနေတာလေဖမ်းပါဘူးလေဒီမှာထိုင်နေတာပဲသူရှိနေဆိုတော့ကျွန်တော်တော့ကြောင်သွားတယ်ပေါ့နော်အဲကျွန်တော်ကမှဒီနေ့တော့နည်းနည်းတော့၄နံပဲပေါ့နော်၄နံပဲဆိုတော့ကျွန်တော်တို့ UNESCO ဝင်တဲ့နှစ်ပေါ့နော်တကြံလေးရောက်ခဲ့ပြီဒါကျွန်တော်ကရန်ကန်မှာကျွန်တော်အင်ကြီးဝတ်စားကြဝတ်တာမရှိတော့လို့ကျွန်တော်ရောက်နေတဲ့နေရာမှာကျွန်တော်ကဝတ်လိုက်ရင်ကျွန်တော်ကျွန်တော်မနေ့ပြန်အတွက်ဝတ်ဖို့ရွေးတာရှိတယ်ပြေးတာမှာအကြောင်းလိုက်ရတော့ပြောထားတာပဲအနုပညာသမားတွေ ဒါတဲ့အတိုင်းပြည်တပြည်ကိုတဲ့တို့ကအဲပြောင်းလဲပေးဆိုင်နိုင်တဲ့ခွန်အားတွေအစွမ်းစားတွေရှိရဲ့တဲ့အမှန်ပါလေဒါတို့ဒါကြောင့်မလို့လေအဲ့လိုအစွမ်းစားတွေရှိလို့တို့တို့ဒီအကယ်ဒမီရွှေစင်ရုပ်ထုတွေအကယ်ဒမီရုပ်ထုတွေကိုပိုင်ဆိုင်ထားတဲ့လူတွေဖြစ်တယ်ဒီလူတွေကိုလည်းကျွန်တော်တို့ကကိုဟိုဟာဖြစ်စေခြင်းနဲ့ဘာလို့ကျွန်တော်ကအဲ့လိုပြောလဲဆိုတော့ခိုင်နှင်းဝေတို့မက်ခိုင်နှင်းဝေပေါ့နော်ကျွန်တော်လည်းအတကြီးပါပါတနေ့နေ့လောက်တော့ကြီးမြင့်နေတာပဲမက်ခိုင်နှင်းဝေတို့နောက်တစ်ခုကဟိုပါပေါ့နော်အဖြူဖြူထွေးပေါ့ဆယ်လီထဲမှာဆိုဖြူဖြူထွေးတို့ အပင်ရုပ်ရှင်ဟောတိုးဆောင်နေမှာဆိုဆိုင်းဆန်းခိုင်းလိုက်လို့ကျွန်တော်တို့ကပေါ်ပင်လို့ခြင်းပေါ်ပင်လို့ခြင်းကီတူလူလူအပေါ်မှာတကယ်စေတနာရှိတဲ့အမှုပညာသမားတွေနော်ခင်ဗျားတို့ဗိုလ်ချုပ်ကြီးဦးမေအောင်လည်းပြောတဲ့ဒီအမှုပညာအတိုင်းပြည်တပြည်ကိုဒီလိုအရေးပါရရောက်တဲ့လူတွေဆိုလို့ရှိရင်တချို့သောအမှုပညာသမားတွေပဲမှာလဲဗျနော်ကျွန်တော်မေးချင်တယ်ဒီငလင်းဒံဘေးတဲ့ပြည်သူတွေအပေါ်မှာနော်ကျွန်တော်တို့ကပတ်စံလိုချင်တာမဟုတ်ဘူးငွေကြီးနဲ့ကုညီနေမှာတဲ့လူတွေကိုရုပ်ထွက်ပြပြီးတော့လုပ်စေချင်တာ နော်လုံးနေကျွန်တော်ကျွန်တော်တို့ဆိုလို့ရှိရင်မင်းကွန်တရိုးတော်ကြီးဒီ6ရက်နေ့ကကျွန်တော်ရောက်ခဲ့တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှလေမဖုံးခေါ်အာကြီးအဖမ်းခံရသည့်တရင်မှန်ကန်မှုမရှိကြောင်းအာကြီးကိုတိုင်ပြောပြလာတဲ့ရုတ်တန့်နှင့်အတူရန်ကုန်မြို့ပြည်သူရင်ပြင်လမ်းလျှောက်တကြံတွားရောက်လည်ပတ်သည့်လူငယ်တချို့ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်လာဆွဲဖမ်းဆီးနေတဲ့ထူးခြားတဲ့တွင်တွေပါတင်ဆက်ပေးလိုက်ခြင်းပါတယ် ်ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်ပြုလုပ်နေသောလမ်းလျှောက်တကြံသို့တွားရောက်လည်ပတ်ခဲ့သည့်လူငယ်၃ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်လာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသည့်လူငယ်၃ဦး၏မိတ်ဆွေတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ15ရက်နေ့တကြံကျနေ့လှိုင်းတရာမြို့နယ်ဘိုးချုံမတိုင်အစင်းမြင့်9ရက်ကွက်တီရီစီယာလမ်းအဆောင်တစ်ခုတွင်ငားရက်နေထိုင်ကြသော စစ်မှုဆောင်အလုတ္တမများဖြစ်ကြသည့်အသက်28နှစ်အရွယ်ကိုဖြိုးကိုစင်းနှင့်တငယ်ချင်းနှစ်ဦးသည်ပြည်သူရင်ပြင်ရှိလမ်းလျှောက်တကြံသို့တွားရောက်လည်ပတ်ကြောင်းထို့သို့တွားရောက်လည်ပတ်စဉ်အရက်တောက်ထားသည့်အတွက်လူငယ်တချို့ဖြင့်ခိုက်ရန်ဖြစ်ပွားရာမှဖမ်းဆီးခံရကြောင်း ဖန်စီခံရသောကိုဖြိုးကိုစင်နှင့်တငယ်ချင်းနှစ်ဦးကိုအရက်ဝတ်ဖြင့်လူတချို့ကဖန်စီသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးသို့ပို့ဆောင်ခံလိုက်ရကြောင်းသိရှိရသည်ပြည်သူရင်ပြင် ရေကူးကံမှသူတို့နည်းနည်းမှုတော့အခြားလူငယ်အုပ်စုနဲ့တိုက်မိပြီးရန်ဖြစ်တယ် ဲ့ဒါသူတို့ယင်ပြင်ကပြန်ထွက်มาညီလေးတို့ခဏလိုက်ခဲ့ဦးဆိုပြီးအရက်ဝတ်တွေနဲ့သူတို့ကိုကားပေါ်တင်သွားတာစစ်မှုထမ်းရမယ်ပြောတယ်စစ်မှုမထမ်းရင်မူရည်ရန်ကားမှုရန်ဖြစ်မှုနဲ့အမှုဖွင့်ထောင်ချခံရမယ်ပြောတယ်စစ်မှုထမ်းဖို့သဘောတူကြောင်းလက်မှတ်ထိုးခိုင်းတယ်အခုရွှေပြည်သားစစ်သားစုဆောင်ရေးတက်မာလို့ပြောတယ်အဲ့ဒါသူတို့အဆောင်ကအဝိစားတွေလာပို့ခိုင်းတယ်ဟုဖန်ဆီးခံရသူကိုဖြိုးကိုစင်ဤမိတ်ဆွေကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဒီနေ့တော့ဟိုအကျိုးနေ့လားမသိဘူးအကျိုးနေ့ညနေပိုင်းနဲ့အချားနေ့မနေ့ပိုင်းတော့စုတီတာကြွေးကြွေးတယ်ပေါ့နော်အကိုနာမည်နဲ့အကိုကလည်းခက်တာအလူကမောင်ခိုးလူလုံနေရတာသိရမလားမောင်ခိုးလူလုံနေရတယ်ဇော်ဘုံကြီးလူကြီးကြောက်လို့အေးပန်နေဦးမယ်ဟုတ်တယ်အခုမှရေချိုးထားတာရေချိုးထားတာအင်းကြီးကမပါတော့ဘူးဗျအင်းကြီးကခကြီးက၃ရက်လောက်ပဲထွက်မယ်ဆိုပြီးတော့ ဒီနေ့ဆိုနှစ်ရက်ရှိပြီပေါ့နှစ်ရက်ရှိတော့တထဲပဲကျန်တော့တာတထဲကဝစ်လို့မရတော့ဒီညတော့ဒီတစ်ပတ်ကလေးဆစ်တစ်ပတ်ကလေးခြုံပြီးအိပ်ရမှာပဲဆစ်တစ်ပတ်ကလေးဆစ်တစ်ပတ်ကလေးမှာဒီချင်းဥစားကကျွန်တော်မချင်းဘူးကျွန်တော်ပူတဲ့နေရာရောက်တယ် ူတန်းတာလူတန်းတဲ့အထဲမှာမှဟိုပါပေါ့ကျေးမုံကျေးမုံသတင်းစာတို့ဘာလို့မှပါပါတယ်เนาะကျွန်တော်တို့လူထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာကျွန်တော်တို့ဘာတွေလုပ်နေလဲဆိုနိုင်ငံပိုင်သတင်းစာလို့ပြောတာเนาะစင်ပြပါလေကိုဖုံးညီမလေးလာကျင်တာပေါ့ပဲနော်နိုင်ငံမှာတင်းလာမှာအခြေမုံတင်းလာမှာပါတယ်ကျွန်တော်လူထားတဲ့ကျွန်တော်တို့ကျော်စိုးဦးတို့အဲတခြားသောအလူရှင်တွေပေါ့နော်ခဏနေကျွန်တော်ပြောမယ်ကျွန်တော်ဒီနေ့က ဟိုဘလို့ပြောမလဲဆိုတော့ကျွန်တော်ဟိုတဲ့ဟိုပါကိုမောင်မောင်တို့ပါတော့ဟိုဘက်မှာပြောနေကြပါကိုမောင်မောင်တို့ဆိုတာကိုမောင်မောင်ဆိုတာကျွန်တော်တို့ပါလေနဘူးပြောင်မောင်နဲ့ဖင်လန်လာဟော်လန်လာအဲ့မှာနေတဲ့ကိုမောင်မောင်ကကျွန်တော်ဖမ်းသွားပြီလေဆိုတော့အဲ့လိုလေပြောလို့လေကျွန်တော်လာကြော်လည်းမသိဘူးပေါ့နော်ကြော်လည်းမသိတော့အဲကိုကျော်စိုးကိုဖုန်းဆက်တယ်တဲ့ကိုကျော်စိုးကိုဖုန်းဆက်တော့ကိုကျော်စိုးက ဟုတ်ပါဘူးလေကိုတော်ဘုံညာကျွန်တော်လည်းတူတူရှိနေတာလေဖမ်းပါဘူးလေဒီမှာထိုင်နေတာပဲလေသူရှိနေဆိုတော့ကျွန်တော်တော့ကြောင်သွားတယ်ဘောနော်အဲကျွန်တော်ကမှဒီနေ့တော့နည်းနည်းတော့၄နာမည်ပေါ့နော်၄နာမည်ဆိုတော့ကျွန်တော်တို့ UNESCO ဝင်တဲ့နှစ်ပေါ့နော်တကြံလေးရောက်ခဲ့ပြီဒါကျွန်တော်ကရန်ကန်ဘုံကျွန်တော်အင်ကြီးဝစ်စားကြဝစ်တာမရှိတော့လို့ကျွန်တော်ရောက်နေတဲ့နေရာမှာကျွန်တော်ကဝစ်လိုက်ရင်ကျွန်တော်ကျွန်တော်မနေ့ပြန်အတွက်ဝစ်ဖို့နေတာလားရှိတယ်ဟောပြေးတယ်အဲတဖြူဝစ်လိုက်တော့ဘာဒီဒီလိုကြီးကြတော့မကောင်းပါဘူး ဝိမနေပါဘာဒါနဲ့ပြောရရင်မနေ့ကြာရင်လားဘာပြောရလဲမနေ့ကြာတော့အဲ့တော့ဟိုပေါ့ဟုတ်အဲပြောတာပေါ့နော်အဖမ်းသွားတာလို့ပြောလို့ပြောတော့ကျွန်တော်ပြောချင်တာတော့အဲ့ဒါမျိုးမဟုတ်ဘူးကျွန်တော်လည်းဟိုဒီ YouTube အနေနဲ့3-4ရက်လောက်ဝေးသွားတော့ကျွန်တော်ပြောပြစရာရှိတယ်ပေါ့နော်ပြောပြစရာရှိတယ်ကြံလည်းချခဲ့ပြီဖြစ်တယ်ပေါ့နော်နောက်တော့ငလင်းဘေးတန်တင်သွားတဲ့ပြည်သူလူထုအပေါ်မှာဒီကြံကိုကျွန်တော်စပြောပြီပေါ့နော်ဒီကြံကိုအကြောင်းပြပြီးတော့မှ ငလင်းဘေးတံတင်သွားတဲ့ပြည်သူလူထုကိုမမေ့ကြပါနဲ့ဝမ်းဝန်းကူညီကြပါစောင့်ရှောက်ကြပါကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအချင်းချင်းဒုက္ခရောက်နေတယ်ကြံမာလည်းပျော်လို့ရတယ်ပျော်ပျော်တယ်ကျွန်တော်တို့လည်းကာလာဒီတန်ရမှာကျွန်တော်တို့ပျော်ပြီးတယ်ပျော်ပြီးတဲ့ရုပ်တံပိုင်းလည်းကျွန်တော်တင်ပေးဦးမှာပါပေါ့နော်ဟိုဒါတော့တကန့်စီပေါ့ဗျာဓာကြီးဖြစ်လို့ဓာကြီးမပျော်ပါဘူးဆိုတာလည်းမဟုတ်ဘူးပေါ့နော်ပျော်တဲ့လူတွေလည်းရှိတယ် ပေါ့နော်အကူညီလေကူညီလေကူညီရမယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုဒီဖြစ်သွားတဲ့ဒီငလီဘေးတန်အသိပြည်သူတွေပေါ်မှာ KBZ ဘန်တို့နော်ပြီးလို့ရှိရင်ဟို AOD ဘန်ဥစောစောတို့ပေါ့နော်အထင်းတွေပေါ့တော်တော်များများကနောက်တော့ဇွဲထက်ဇွဲထက်နော်ကျွန်တော်မေ့လို့ sorry ဇွဲထက်ဇွဲထက်ရွှေတိုင်းပိုင်စင်ကိုဆန်းဝင်းလို့ပေါ့နော်အကူဆန်းဝင်းဆိုတာလေဒါကျွန်တော်တို့အမှန်တရားပြောတာရမဆာမှာသူဒီ တင်းတော့တချို့ရှိပေါ်လို့ပြီးတော့မှာတော့မြန်မာနိုင်ငံမှာမြန်မာနှလုံးဒီလောကမှာတွေကတူတာဒါကျွန်တော်ကတော့ပြောရမယ်ဘာပဲဖြစ်ဖြစ်ဟောပေါ်တော့ကြည့်ပြလာပြီးတော့မှာအခုဆွေတက်ရွှေတိုင်းပိုင်ရှင်ရဲ့ဖြစ်တတိတယောက်အနေနဲ့မြန်မာနိုင်ငံမှာအထင်ကြီးရတဲ့တတိပေါ့ဖြစ်လာတဲ့အချိန်ပေါ့အချိန်မှာကျွန်တော်တို့ဒီနှလုံး27ဖေဖော်ဝါရီတရက်နေ့အခင်းအချင်းမှာဒီကိုစံဝင်းတို့ကနိုင်ငံတော်ရဲ့တရားဝင် ဝရံပြေးဆိုတဲ့ပုံစံမျိုးနဲ့ဇွဲထက်တို့ဝင်းစိန်တို့အောင်သမားရီတို့ဘာလို့ညာလို့ပေါ့အဲ့လိုမျိုးနာမည်ထွက်လာခဲ့တယ်ဒါကျွန်တော်အလျှောက်ပြောနေရမှာမဟုတ်ဘူးလက်ရှိမြေပြင်အရှိတရားပေါ့နော်အဲအခုချိန်မှာတော့တနိုင်ငံလုံးအတိုင်းဒါရပြည်သူပြည်သားတွေငလင်တံပေးတင်နေတဲ့ပြည်သူတွေကိုနော်အကောင်းဆုံးအမငေအောင်အပေးခဲ့တာကမြေပြင်မှာတကယ်လုပ်ခဲ့တာလေဇွဲထက် မိသားစုပေါ့မြန်မာနိုင်ငံလုံးမှာရှိတဲ့ဇွဲတဲ့ရှူတိုင်ပိုင်ရှင်ကိုဆန်းဝင်းသူမိမနာမည်တော့ကျွန်တော်မသိဘူးနော်ဇွဲတဲ့ရှူတိုင်ပိုင်ကိုဆန်းဝင်းနဲ့မိသားစုအားလုံးကဒီနိုင်ငံဒီလူမျိုးအတွက်သူတက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးသူလုပ်ပေးနေတာဖြစ်နေအဲ့တော့ဝန်ဆိုင်မြန်မာနိုင်ငံရေပေါ်မှာပေါ့နော်နေပြီးတော့မှမြန်မာပြည်သူလူထုတွေရဲ့တော့နော်အပိကျင်းကိုရရှိထားတဲ့ဝန်ဆိုင်ရွှေတိုင်ဒီမှာလေ နောက်တစ်ခုကအောင်သမารီရွှေတိုင်းအောင်သမารီရွှေတိုင်းကလည်းဥအောင်ပေါ့နော်ဥအောင်ဒီလိုမျိုးတော့ဟိုသူတို့ရဲ့အင်ဒီလက်ချီရဲ့တော့ကြားပါတယ်ဟိုနဲမမအော်တော့ရှိပါတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဇွဲတက်ရွှေတိုင်းဝင်းစိန်ရွှေတိုင်းအောင်သမารီရွှေရွှေတိုင်းပိုင်ရှင်တွေရွှေနန်းတို့ရွှေတိုင်းပိုင်ရှင်တွေဒေါ်သက်ခိုင်တို့ရောပေါ့နော်အားလုံးပူးပေါင်းပြီးတော့မှကျွန်တော်တို့ကဟိုပြန်လည်ပြုပြင်ဖို့အခုလိုပြည်သူလူထုတွေအခက်အခဲရှိနေတဲ့အချိန်မှာအလုံးဘူး ဘောနောပူပေါင်းပြီးတော့မှဟိုဟာဖြစ်စေခြင်းနဲ့အမှုပညာသမားတွေအခုပြည်တည်ဦးတို့အိမ်နာကြောခြင်းတို့ကျွန်တော်တို့အော်တယ်ဘောနောအော်ရအော်ရကျိုးနဲ့တယ်ပြည်တည်ဦးနဲ့အိမ်နာကြောခြင်းအဲဒီတရားဦးတို့ဘာလို့ဒီရောက်လာတယ်ဘောနောအဲ့တော့ဒူမင်းတို့အဲဒူမင်းတို့ကြံသေးတာပေါ့တကယ်ဘောနောပြည်သူလူထုရဲ့ရင်ခွင်တွေကိုပြည်သူလူထုကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်เนาะအမှုပညာသမားတွေတော့ဘုံကြုံမူကြီးမင်းဦးမင်းအောင်နိုင်ကတော့ပြောထားတာပဲအမှုပညာသမားတွေ ဒါတဲ့တိုင်းပြည်တပြည်ကိုတဲ့သူတို့ကပြောင်းလဲပေးဆံနိုင်တဲ့ခွန်အားတွေအစွမ်းစားတွေရှိရတဲ့အမှန်ပါတယ်ဒါသူတို့ဒါကြောင့်မလို့လေအဲ့လိုစွမ်းစားတွေရှိလို့သူတို့ဒီအကယ်ဒမီရွှေစင်ရုပ်ထုတွေအကယ်ဒမီရုပ်ထုတွေကိုပိုင်ဆိုင်ထားတဲ့လူတွေဖြစ်တယ်ဒီလူတွေကိုလည်းကျွန်တော်တို့ကကိုဟိုဟာဖြစ်နေကြတယ်ဘာလို့ကျွန်တော်ကအဲ့လိုပြောလဲဆိုရင်ခိုင်နေဝေတို့မက္ကန်နေဝေပေါ့နော်ကျွန်တော်လည်းတကြီးမှာပါတနေ့တနေ့လောက်တော့ကြီးမထင်တာပါမက္ကန်နေဝေတို့နောက်တစ်ခုကဘာပေါ့နော်ချီချီသေးပေါ့ဆယ်လီထဲမှာဆိုချီချီသေးလို့ အဲ့ဒီရုပ်ရှင်ဟောတိုးဆောင်နေမှာဆိုဆိုင်းဆိုင်းခိုင်းလိုက်လို့ကျွန်တော်တို့ကပေါ်ပင်မလို့ခြင်းပေါ်ပင်မလို့ခြင်းပြည်သူလူလူအပေါ်မှာတကယ်စေတနာရှိတဲ့အမှုပညာသမားတွေနော်ခင်ဗျားတို့ဘုဂျုံမူကြီးဦးမြောင်လိုင်းပြောတဲ့ဒီအမှုပညာအတိုင်းပြည်တပြည်ကိုဒီလိုအရေးပါရရောက်တဲ့လူတွေဆိုလို့ချင်းကြီးတချို့သောအမှုပညာသမားတွေပဲမှာလဲဗျနော်ကျွန်တော်မေးခြင်းနဲ့ဒီငလင်းဒံဘေးတဲ့ပြည်သူတွေအပေါ်မှာနော်ကျွန်တော်တို့ကပတ်စံလိုချင်တာမဟုတ်ဘူးငွေကြီးနဲ့ကုညီနေမှာတဲ့လူတွေကိုရုပ်ထွက်ပြပြီးတော့လုပ်စေချင်တာ နော်လုံးနေကျွန်တော်တို့ဆိုလို့ရှိရင်မင်းကွန်းတရိုးတော်ကြီးဒီ6ရက်နေ့ကကျွန်တော်ရောက်ခဲ့တယ်နော်တကယ်တော့လူခဲ့တာနော်အင်းဝဒရာဦးအဲပြီးလို့ရှိလို့ရှိရင်အင်းဝရဲ့ဒရာဦးရမေးတင်းနော်အင်းဝရဲ့ဒရာဦးရမေးတင်းမှာကျွန်တော်မပါဘူးမတရားမှာကျွန်တော်မပါဘူးနော်ကျွန်တော်နောက်ဆုံးမင်းစကိုင်းဖြစ်တဲ့အတွက်မင်းကွန်းနဲ့နေပြည်တော်နဲ့အဲ့လိုမျိုးနေရာတွေမှာအဲကျွန်တော်တို့ကကျွန်တော်သွားတယ်ပေါ့နော်တခြားအားရကျွန်တော်တို့ကအလူအတွက်ပဲကျွန်တော်ပန့်ကိုနိုင်တာဖြစ်တယ်အဲကျွန်တော်နိုင်ငံကအမှုပညာရှင်တွေအားလုံးပေါ့နော် ဒီငလီတံဘေးတဲ့ပြည်သူတွေကိုရုပ်ရှင်အစည်းအဝေးကနေပြီးတော့မှနိုင်ငံတော်အစိုးရအစ်အနေနဲ့နော်ခမားတို့လူတွေဆိုရင်တော့မှခမားတို့ကိုအားပေးလို့ခမားတို့အကယ်ဒမီရွှေရှင်ရုပ်ထုတွေရထားတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေမြေပြင်မှာဆင်းပြီးတော့မှကုညီပါလို့ကျွန်တော်အဲ့ဒါလေးပြောချင်တယ်နော်အဲ့ဒါတော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်ပေါ့ဟိုကျွန်တော်တို့ကျွန်တော်ဟိုအခုလက်ရှိမှာတချို့တော့ပေါ့နော်တက်မတော်ဘက်ကတက်မတော်နဲ့နိုင်ငံတော်အကြီးအကဲတွေဖားနေတဲ့လူတွေ ကျွန်တော်တိုက်ခိုက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒီကောင်ကတက်မတော်ကအရာရှိတွေကိုစော်ကားတယ်လို့ပါလို့ပေါ့နော်အကောင့်တူနေပဲတိုက်ခိုက်ခိုက်